အားလုံးမင်္ဂလာပါ So all in one channel မှာကြိုဆိုလိုက်ပါတယ်ခုဖတ်ပြပေးမှာတော့စိုင်းဆရာ ကောင်းမြတ်ခင်ရေးသားထားတဲ့ပြိုင်ဘက်ကငါဆိုတဲ့အစာအုပ်ပဲဖြစ်ပါတယ်။အပိုင်း9 15မိနစ်စိတ်ညစ်မှု အဆိုတော်ဝီလာက သူ့ရဲ့အနီးဆုံးရန်သူတဆင်းထဲမှာ15မိနစ်ကျော်ရင်အလိုလိုလွမ်းလာတယ်လို့ဆိုပါတယ်။ကျွန်တော်ကတော့စိတ်ညစ်တဲ့အခါ15မိနစ်ကျော်ရင်အလိုလိုစိတ်ညစ်ပြေချင်တယ်လို့ပြောချင်ပါတယ်။တနည်းပြောရရင်စိတ်ညစ်တာကို15မိနစ်ထက်ပိုမကြာပါစေနဲ့လို့ပြောချင်တာပါ။ကိုကိုကိုလည်းအမြဲတမ်းသတိပေးရပါတယ်။တနေ့တော့ကကျွန်တော်မှာပြဿနာတွေနဲ့အခက်အခဲဖြစ်เสียအခြေအနေတွေ ၃လခုလောက်စုကြုံလာပြီးတော့စိတ်ညစ်နေရပါတယ်။ဘယ်ပြဿနာကိုဘယ်လိုနည်းနဲ့စပြီးဖြေရှင်းရမယ်မသိအောင်လည်းမွန်ချက်တွေ့ဝင်နေပါတယ်။အဒီလိုပါလို့ရမယ်မသိဖြစ်နေတာနဲ့စိတ်ပြေလက်ပြောက်ဖြစ်အောင်ကျွန်တော်ဟင်းချက်ဖြစ်ပါတယ်။ဘုန်းကြီးအနေနဲ့ဘဲဦးကိုရောချက်ပြီးကျွန်တော်ရဲ့ Facebook အကောင့်မှာတင်လိုက်ပါတယ်။ကျွန်တော်ရဲ့ post အောက်မှာတငယ်ချင်းတွေက comment တွေလိုက်ရေးကြပါတယ်။ကျောင်းတော်ကကျွန်တော်ရဲ့ဆရာမတယောက်က မူကထာနဲ့မလဲနိုင်တဲ့ဟင်းလျာလို့မှတ်ချက်လိုက်ရတော့ကျွန်တော်ကဟုတ်တယ်ဆရာမကိုကလဲနိုင်ရင်လေမူကရဆိုင်ကလဲပေးမှာမဟုတ်တော့ဘူးဆိုတဲ့အစနဲ့အတူသွားဖြည့်နေတဲ့ emoji လေးထည့်ပြီးတော့ reply ပြန်လိုက်မိပါတယ်ဆရာမရဲ့ comment ကို reply မပြန်ခင်အချိန်အထိကျွန်တော်မှစိတ်ညစ်နေရတော့မှာပဲဘလို့ဖြစ်ပြီးဆရာမရဲ့အစာကိုရေစရာဖြစ်အောင်စာပြန်လိုက်မိလည်းမသိပါဘူး ကိုယ်စာကိုပြန်ဖတ်ပြီးရင်မိသွားပြီးတဲ့နောက်ကျွန်တော်ရဲ့စိတ်ညစ်နေမှုလည်းပျောက်သွားရပါတယ်။ဒါကတကယ်ကိုသိမကြတဲ့အချိန်လေးအတွင်းမှာဖြစ်သွားတာပါ။တကယ်တော့ကျွန်တော်တို့မှာအကြည်တက်အပြင်အခွိတက်လည်းလိုအပ်ပါတယ်။အခွိတက်ဆိုတာပြဿနာတွေအခက်အခဲတွေနဲ့ကြုံလာတဲ့အခါအဲ့အရာတွေကို ပြည့်ရပြုပြီးပေါ့ပေါ့ပါပါရင်ဆိုင်ကျင်းပါပဲ။စိတ်ညစ်စရာတွေကဘဝမှာမလွဲမသွေ မကြာခဏကြုံနေရအောင်မှအသေးချပါပဲ။ ဖြစ်လာတဲ့ပြဿနာတွေကိုတောကနဲ့ခံယူနေမဲ့အစားရရဲ့မုံမောနဲ့ဂယုမဆိုင်တဲ့ဟန်ရင်ဆိုင်ပြလိုက်ဖို့လိုပါတယ်။ဒေါကဖြစ်နေလေပြဿနာတွေကို ဖြေရှင်းရမှာချင်းအတူတူ ရှင်မြူးနေတဲ့စိတ်နဲ့ကြော်ဖြတ်ပြလိုက်တာပိုကောင်းပါတယ်။အခက်အခဲတွေနဲ့စပြီးရင်ဆိုင်ရစင်မှာတော့စိတ်ညစ်ရမှာပါပဲ။ဒါပေမဲ့အဲ့ဒီစိတ်ညစ်မှုကို15မိနစ်ထက်မပိုသေးပဲ ကိုယ့်ရဲ့စိတ်ကိုအကွေတက်ပြောင်းပြစ်နိုင်ဖို့လိုပါတယ်။နမေချောမြန်မာစာရေးဆရာကြီးတယောက်ရဲ့စာတပုတ်ကိုဖတ်ရပါတယ်။စာထဲမှာသူကစိတ်ညစ်ဆရာတွေများစွာကြုံရပြီးကိုယ့်ကိုယ်ကို အဆုံးစီရင်ဖို့ကြံစည်တဲ့အကြောင်းကိုရေးထားတာပါ။သူကသူ့ကိုယ်သူတက်တင်မယ်ဆိုပြီးမြစ်ပေးကိုသွားပါတယ်။ခြေထဲကိုခုန်ချပြီးတက်တင်မယ်လို့ကြံစည်ပြီးမြစ်ဆက်မှာရက်နေရင်လူရှင်တော်ရဲ့ပြလုံးတစ်ခုကိုတွေးမိသွားပါတယ်။ ငါရည်ထဲကုန်ချပြီးတက်တည်ပါပြီတဲ့။ဟဲ့ကြတော့ငါရဲ့မတာကောင်းကြီးကပုတ်ပွားပြီးပြန်ပေါ်လာ။အဝိဇ္ဇာတွေကမရှိတော့မတာရှက်တယ်။အဲ့ဒီငါရဲ့အဝိပလာခန္ဓာကိုယ်ကြီးကိုငါတွေကဟိုတွတ်တီထုတ်လုံးမယ်။သူတို့ကတွတ်တဲ့နေရာတွတ်ပြီးမတွတ်တဲ့နေရာမတွတ်ပဲခြံထားခဲ့ရင်မတာအလှပြတ်တယ်ဆိုတဲ့ရှေးလူရှင်တော်ကြီးတွေရဲ့ပြက်လုံးကိုစဉ်းစားမိတဲ့အခါရှည်မိသွားပြီးတက်တည်ဖို့အစီအစဉ်ကို မလုပ်ဖြစ်တော်ဘူးတဲ့။ ကျွန်တော်ဘဝမှာကြုံလာရတဲ့ပြဿနာပေါင်း16000ကိုရင်မဆိုင်ခင်မှာ ကိုကိုကိုပြောင်းအောင်တွေးဖို့လိုပါတယ်။ဒုက္ခဖြစ်ရလို့ခံစားရတဲ့ဒုက္ခက ပြဿနာတွေထက်ပိုကြီးနေတာမျိုးမဖြစ်အောင်စိတ်ကိုပဲ့ပြင်နိုင်ဖို့လိုပါတယ်။ကိုယ်စိတ်ကိုအခွင့်အရေးလေးတွင်ပေးဖို့လိုပါတယ်။ဒီနေ့ထက်ဒီနေ့ပျော်ရွှင်နေအောင် စိတ်ညစ်စရာတွေကို15မိနစ်ထက်ပိုမတွေးပဲဒုက္ခတွေကိုပြည့်ရဲ့ပြူပြီးကြော်ဖြတ်နိုင်လာတာနဲ့မနီကထက်ပူတော်တဲ့ငါဖြစ်ပြီလို့ကိုကိုကိုဂုံယူနိုင်အောင်စူးစမ်းကြည့်ကြရအောင်ပါရိုးရှင်းတော့ဘဝဤအနှစ်သာရအမေရိကန်အဆိုတော်မက်စ်ဒေးဗီရဲ့ Stock and Smell the Rose တဲ့ချင်ကိုကျွန်တော်မှတ်ထားခနာနားထောင်ဖြစ်ပါတယ်ဘဝမှာလှုပ်ချင်တဲ့အရာတွေများပြီးမလုံနိုင်သေးလို့ စိတ်တက်ကြတဲ့အခါမျိုးတွေစိတ်တွေလေးလံမွန်းကျက်လာတဲ့အခါမျိုးတွေမှာတခြင်းတွေကကျွန်တော်ရဲ့စိတ်ကိုအတိုင်းအတာတစ်ခုအထိကူတာပေးနိုင်တယ်လို့ခံစားရပါတယ်။အခုပြောတဲ့တခြင်းလေးကလည်းဘဝရဲ့နေ့စဉ်ပြတ်တမ်းမှုမှာပေါ်ပေါ်ပါပါနဲ့အနှစ်တရာရှိရှိဘလို့ပြတ်တမ်းရမလဲဆိုတဲ့ကျွန်တော်တို့မေးလျော်နေတဲ့နိလန့်တွေကို ပြောပြပေးနေရလို့ခံစားရပါတယ်။ Store and smell the rose တဲ့ တိုက်ရိုက်ပါတာပြင်ရင်တော့ရက်တန့်ပြီးနှင်းစီပန်းတွေကိုနမ်းဆိုင်ပါဖို့ချီလို့တဲ့အတိတ်ပဲတစ်ခုအနေနဲ့ဘာသာပြင်ကြည့်ရင်တော့အနာယူပြီးလှပတဲ့အရာတွေကို ခံစားလိုက်ပါလို့ဆိုရပါမယ်။ဒါကတခြင်းကောင်းစဉ်ရဲ့အနှစ်သာရပြေဝါတဲ့အတိတ်ပဲပါပဲ။ဒီတခြင်းလေးမှာပါတဲ့စာသားတစ်ချောင်းစီစီကိုကတိတ်ကိုချက်เสียကောင်းပါတယ်။ကျွန်တော်တို့ဘဝမှာ ကိုယ်နာမှာရှိနေလျက်နဲ့တတိလက်လို့မီးလျော့နေမိတဲ့ ပျော်ရွှင်ကြည်နူးစရာလှပတဲ့အကောင်းဆုံးအရာတွေကိုရိုးရိုးရှင်းရှင်းလက်တို့ပြီးတတိပိဒသလိုခံစားရပါတယ်ကျွန်တော်ပြန်မဆုံးသဘောချမိတဲ့တခြင်းစာသားလေးကအလုံးနဲ့စိုးရင်တော့ကတွေထက်ဘဝကအများကြီးပိုပါလေတဲ့ဘဝကိုအလုံးနဲ့စိုးရင်တော့ကဆိုတဲ့နှစ်ခုတည်းနဲ့မကုံဆုံးသင့်ပါဘူးဒီထက်အတိတ်ပဲပိုရှိတဲ့အရာတွေဘဝမှာရှိနေသေးတယ်လို့တွေးမိပါတယ်ဘဝမှာ အချုပ်မေဆုံးအရာတွေက အလကားရနေရပါမြင်းရဲ့ရှေ့မှာနေရှိနေပါတယ်အနာယူပြီးအဒီအရာတွေကိုခန်းစားကြည့်လိုက်ပါမြင်းရဲ့ကောင်းမွန်တဲ့အရာတွေကို နေ့စဉ်ရေထွက်ကြည့်ပါအနာယူပြီးအဒီအရာတွေကိုခန်းစားကြည့်လိုက်ပါလို့အတိတ်ပဲရတယ်တခြင်းစာသားတွေရဲ့အနောက်မှာတော့ဘယ်အရာတွေကအကောင်းဆုံးတွေလဲဘယ်အရာတွေကိုခန်းစားရမလဲဆိုတာကိုစက်ပြီးတည်ဆိုထားတာကို တွေ့ရပါတယ်မင်းဒီနေ့မျိုးရဲကို အလုံးမသွားခင် မင်းရဲ့မိသားစုနဲ့အချိန်ကုန်ခဲ့ရဲ့လားမင်းရဲ့အချက်စနီးကို အနမ်းပေးပြီးသူ့ကိုတိတ်လှလာပဲလို့ပြောခဲ့လားမင်းရဲ့သားသမီးရွယ်ကို ရှင်ခွင်ထဲမှာပွေဖက်ပြီးရှင်နာပြခဲ့ရဲ့လားကိုယ့်ရဲ့မိသားစုလေးနဲ့နှွေထွေးရဲ့ဘဝကိုဖျက်တမ်းတာက နေ့စဉ်ဘဝတွေကရိုးရှင်တဲ့အကောင်းမွန်ဆုံးအနှစ်သာရတစ်ခုပါပဲအဲ့ဒီအရာတွေကိုအကောင်းဆုံးလို့မေးလျော့နေတတ်ကြတယ် ဒါကြောင့် Max David ကသူ့ရဲ့တခြင်းတွေကနေမိကုန်ထုတ်ပြီးဒီຢာတွေကိုတတိယအောင်လုံစောပေးလိုက်တဲ့သဘောပါပဲ။တောက်လေးတွေကဖျက်ဆောက်လာခဲ့သလား။တစ်ပင်တွေချထဲမှာကနရက်ပြီးစိတ်ကူးရင်ကြီးလိုက်ပါ။တဲ့ရတီစားတွေကနေကောင်းခင်ပုံတဲ့ကို ကောင်းကောင်းမြင်ရပါတယ်။တပါဝါရှုခင်တွေ တော်ရိတ်တောင်ရိတ်တစ်ပင်ရိတ်တွေကလူတွေအလကားရရှိနေတဲ့စိတ်ကြည်နူပွဲ မြင်ကွင်းတွေပါပဲ။ အထိလှပတဲ့တဘာဝတရားတွေကစိတ်ကိုကြည်လင်စေတဲ့အကောင်းဆုံးအရာတွေပါပဲအနားယူပြီးအဲ့ဒီအကောင်းဆုံးတွေကိုခံစားလိုက်ပါတဲ့ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝကိုဖျက်သိမ်းမှုမှာပျော်ရွှင်စရာစိတ်ကြည်နူစရာဆိုတာတွေကိုရှာခဲလိုက်တာလို့အတင်ရှိကြပြီးတကူတကလိုက်လံရှာဖွေနေတတ်ကြပါတယ်တကယ်တော့အဲ့ဒီအကောင်းဆုံးဆိုတဲ့အရာတွေက ကိုယ့်ရဲ့အနီနာမှာပါပဲစိုက်တီဆိုင်ရဲ့တချင်းစာသားနဲ့ပြောရရင် မင်းမကြည့်လို့မသိတာပါအချစ်ကမင်းရနာမှာပါလို့ပြောရပါမယ်ဘဝရဲ့အနှစ်သာရဆိုတာကိုအယိုးရှင်ဆုံးတွေတဲကနေရှာဖွေတွေ့ရှိရနဲ့ကိုကိုကိုအမြဲတမ်းပျော်ရွှင်အောင် ထားနိုင်ပါပြီရိုးရှင်းမှုတွေနဲ့အတူမဏီကတည်းအပေါ်ပြော်လိုက်ပါခုတုံးပေါ်တုံးခု၍လွန်ခဲ့တဲ့၃နှစ်လောက်က channel ကရုပ်တံမှလာတဲ့တပင်းအစီအစဉ်မှာမြို့ရွှေမြန်သာဖို့ချရဲ့ပြဇာတ်တပုတ်ကြည့်လိုက်ရပါတယ် ပြဆက်နမကခုတုံးတဲ့ပြဆက်ဇလင်ရေသူကမောက်ချန်တာရွှေမန်းတပင်ခေါ်ဦးချန်တာပါဒီဇလင်ကိုပဲလွန်ခဲ့တဲ့ခုနှစ်နှစ်လောက်ကဗီဒီယိုစကားအဖြစ် ကြည့်ခဲ့ပူပါတယ်ခုတော့အမြင်နဲ့ပဲကြော့ကြော့ဖို့ကတရုပ်ဆောင်ပါတယ်ပြဆက်နဲ့ရုပ်ရှင် တင်ဆက်ပုံကွာပြီမဲ့ဇလင်ရွေချက်ကတော့တကူတည်းပါပဲမျက်မျိုးစလုံးကိုကြိုက်ခဲ့ရပါတယ်ဇလင်အချင်းကတော့ရွာတွေ့ရမှာသူများအိမ်မှာ ဝေယဝိဇ္ဇလိုက်လုပေးရတဲ့တာမင်းနဲ့ရောက်အင်းရှင်ရဲ့နှိမ့်ဆက်ခြင်းကိုခံရတယ်။အဓိကဆက်ဆံတာဖြစ်သူမှာရှောင်တက်တဲ့ယောဂရှိပါတယ်။သူ့ကိုရအောင်လုပ်ပြီးခိုင်းရင်ခိုင်းနာအကုန်လိုက်လုတတ်တယ်။သူ့ရဲ့အာဏာချက်ဖြစ်တဲ့ရှောင်တက်တာကိုတုံချပြီးအင်းရှင်ရဲ့သားကနှိမ့်ဆက်တက်လို့ဥကောက်ကိုရိုက်ခွဲပြီးမြို့ကိုထွက်ပြေးတင်ရှောင်လာတယ်။မြို့ရောက်တော့အတိမိတ်ဆွေဖြစ်တဲ့ဆရာတော်ရဲ့အကူအညီနဲ့ တတိသားဖန်စီမှာအလုပ်လုပ်ရတယ်။နေရာကောင်းရတယ်။မြောက်စားခံရတယ်။ကောင်းစားတယ်။တစ်ဖက်မှာလည်းရွာမှာကြံခဲ့တဲ့အိတ်ရှင်သားအမိမှာသားဖြစ်သူရဲ့စိုးမိုင်းမှုကြောင့်အမေသေးတယ်၊နှိမ်ပါသွားတယ်။ဒါနဲ့ပဲသားဖြစ်သူကသူ့ကို ကောင်းရိုက်ခွဲသွားတယ်။အတ္တိကဆက်ဆောင်သားမိနှစ်ယောက်ကြောင့်ကိုစုံစမ်းပြီး မိုက်ဖို့မိုက်ဖြတ်တွေနဲ့မြို့ထိလိုက်ပြီးဒုက္ခပေးဖို့ခြံတယ်။ဆရာတော်ရဲ့အကူအညီနဲ့ပဲ တောင်းပန်အယုံတွင်ပြီးအဓိကဆက်ဆောင်ရှိရာတတိတာဖစီမှာပဲအလုံရပြန်နေ နောက်ဆုံးမှာဘီလင်ကအဓိကဆက်ဆောင်ရဲ့ရှောင်တက်တဲ့အချင်းကိုတုံချပြီးတတိကိုဓာတ်နဲ့ထိုးခိုင်းလိုက်တယ်အဒီချိန်မှာအမေဖြစ်သူကအာယုံပြန်လွှဲပြီးဘီလင်ကိုပြန်ထိုးခိုင်းလိုက်တော့ဘီလင်တည်တယ်အဒီအမှုနဲ့အမေဖြစ်သူကထောက်ကြတယ်ဒါဖြစ်သူကရှောင်တက်တဲ့ယောဂရှိကြောင်းသက်တည်ခိုင်းလုံမှုကြောင့်အမှုကလွတ်တယ် ဆက်သိမ်းမှသင်္ကန်းဝတ်သွားတယ်။ဇလန်းကိုအဆအဆုံးပြောလိုက်တာကဇလန်းအရသာပြောင်းလောက်တာမဟုတ်ပါဘူး။ဇလန်းရွယ်ချက်ကိုမြင်သာစေချင်လို့ပါ။သူတပားအနေချက်ကိုကုတုံးမလုပ်ဖို့ပြောချင်တာပါ။ကျွန်တော်တို့ပတ်ဝန်းကျင်မှာအဲ့ဒီလိုရောင်တက်တဲ့လူတွေရှိကြပါတယ်။ကျွန်တော်ငယ်ငယ်ကကျွန်တော်ရက်ကွက်မှာရောင်တက်တဲ့လူတယောက်ကို တွေ့ဖူးခဲ့တယ်။ဘေးလူကလက်ခုပ်တီးပေးပြီးခိုင်းရင်ခိုင်းတာအကုန်လုပ်တယ်။ လက်ခုပ်တီးပေးပြီးပြေးဆိုရင်ပြေးတော့တာရဲဆိုတဲ့အတန်မချမချင်းသူမရဘူးတောင်ဘက်ထိပ်ကပြေးခိုင်းလို့ပြေးလာရင်မြောက်ဘက်ထိပ်အထိတားမဲ့သူမရှိရင်သူရက်လို့မရဘူးမော်ပြီးအသေးဝင်လာမှပဲနားတော့တာကလေးတွေကတော့သူ့စီကပါလာတဲ့ပတ်စံတွေကိုရှာအောင်လုပ်ပြီးတောင်းယူတတ်ကြတယ်အဆချမ်းတဲ့လူတွေက သူ့ဆင်ဝင်လာလို့ဆန်တုပ်ကိုလွှင့်ပြခိုင်းရင်တကယ်လွှင့်ပြတဲ့အထိရောင်တတ်တယ် အဲ့ဒီလိုရောက်တတ်တဲ့လူတွေကိုလိုက်စားလို့ကျွန်တော်တို့အချိန်ဘလောက်အထိဖြော်လိုက်ရလဲတပတ်လူမှာတော့မော်ပြီးကြံခဲ့ရှာတာအဲ့ဒီလို သူတပတ်အနေချက်ကိုကိုပျော်ရှင်မှုအတွက်ခုတော့မလုပ်တာလူရင်ကျေမှုပါသူတို့လည်းရှက်တတ်တယ်ကျွန်တော်တို့တော့လူကြားထဲမှာခလုတ်တတ်မိပြီးမဟုတ်တဲ့စကားထွက်သွားရင်ရှက်တတ်ကြရမဟုတ်လားကိုကျင်းစာစေရှိခြင်းကရင်ကျေမှုတစ်ခုပါလွန်ခဲ့တဲ့၃နှစ်လောက်က Facebook မှာရောင်တက်တဲ့လူဟာကြီးတယောက်ကိုလိုက်စားပြီးဒီကုတကဗီဒီယိုရိုက်တင်တာကိုတွေ့ဘူးတယ်။အဲ့ဒီလူ တော်တော်ပြောလိုက်ရလား။ကြီးမိသူဘယ်နှယောက်ကရောဘလောက်ကြာကြာရေပြစ်ခဲ့ကြလဲ။ comment တွေမှာတော့စာနာပေးသူတွေအများကြီးတွေ့ရတယ်။အဲ့ဒီလိုလူတွေကြီးဖြစ်နေရင်မကောင်းဘူးလား။အဆုံးသက်ပြောရရင် လူတိုင်းမှာအားနည်းချက်တစ်ခုစီလောက်တော့ရှိကြမှာပါပဲ။ခင်လို့မင်းလို့ပါဆိုပြီးသူတပါအားနည်းချက်ကိုကိုပျော်ရှင်မှုအတွက် ခုတော့မလုပ်သင့်ဘူးကျွန်တော်တို့ကိုကိုကိုဘယ်ရာတွေမှာပြိုင်တင်သေးလဲဆိုရင်အခုလိုသူတပတ်အားနဲ့ချက်ကိုကိုပျော်ရှင်မှုအတွက် ခုတော့မလုပ်မရအောင် ပြန်ရမယ်ကိုချင်းစာစိတ်တစ်နေ့ထက်တစ်နေ့ပိုရှိလာအောင် ပြန်ရမယ်ဒါမှလည်းယဉ်ကျေးမှုရှိတဲ့လူသားတယောက်ဖြစ်လာမှာပါအပိုင်းရှိကိုဆက်လက်ဆောင်မြောနှာစင်ပေးကြပါအောင်ခင်ဗျာ ဒီဗီဒီယိုလေးကိုအဆုံးထိနားဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်။ကျွန်တော်ရဲ့ channel လေးကို like and subscribe ပြုလုပ်ပေးကြဖို့အားလုံးကိုမေတ္တာရက်ခံအပ်ပါတယ်။နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြပါစို့။ကိုစိတ်နှစ်ဖြာစမ်းမချမ်းသာကြပါစေ။